example 6လေးကြည့်မယ်နော် example 6မှာက evaluate တဲ့ evaluate each of the following integral နော်တွထုတ်ပြခိုင်းနေ integrate လုပ်ရမှာပဲကဲအဲ့ဒါဆိုနံပါတ် a လေးကိုကြည့်နော်နံပါတ် a မှာတချို့ပေးထားတာက x နဲ့ e power x2 နဲ့ဒါဆိုခုနဒီစနမူနာပြောသွားတာဖြစ်တဲ့အတွက်အမြောက်ဖြစ်တယ်ဒီမှာ e power x2 လေးကို differentiate လုပ်ကြည့်လိုက်ရင် 2x ရတဲ့အတွက်ရှေ့က x လေးရနေတယ်။ရနေတဲ့အတွက်မလုပ်မလဲထားပြီးတွက်မယ်ဆိုတော့ let ဘသူ့ကိုယူထားမှလဲဆိုတော့ power gain ကိုအရင်စဉ်းစားလို့ပြောတဲ့အတွက် x2 ကိုယူထားလိုက်ယူထားလိုက်မယ်ဆိုရင်ဒီ u by x နဲ့ပဲရှေ့ရမှာเนาะဒီဘက်က x ကို x နဲ့ပဲရှေ့ရမှာဒီ u by dx equal to d 2x ရတယ်အဲ့တော့2လေးကိုဒီဘက်ကိုပို့เนาะ dx ကိုဟိုဘက်ပို့မှာဒါဆိုရင်တဆင့်ချင်းသွားခြင်းရင် du equal to the 2x dx เนาะตะสินจินตัวจินยิน du equal to 2x dx ဖြစ်ပြီးဒီ2လေးကိုဒီဘက်ပြန်ပို့လိုက်မယ်ဆိုတော့1 by 2 du equal to the x dx ရတယ်ဒါဆိုဒီချက် greater ဟာလေးပြန်ကူတော့မယ်ဆိုတော့ပုံစံဒီ integral x e power x square dx နော်အဲ့ဒါဆိုရင်ဒီချက်ကဒီမှာ x square ကိုဒီချက်ပါထားခဲ့တာလေယူထားခဲ့တာနော် x ကိုအနေရလေးဒီပါထားခဲ့တာလေဒီမှာယူထားခဲ့တာเนาะယူထားခဲ့တာအဲ့ဒါကြောင့်မလို့အဲ့ဒီနေရာမှာယူထည့်မယ်ပြီးရင်ဒီမှာ x dx နေရလေးမှာဗာထည့်မှာလေ1/2 du ဒါကြောင့်1/2ကိုအရှိပိုးလိုက် integrate du ပေါ့အဲ့ဒါကဘယ်သူနေရာမှာလဲ x dx နေရမှာ e power x2 ကြမှာမို့လို့ e power x2 du ဖြစ်တဲ့အတွက် u ဒါဆိုရင် teacher တို့ကဒီမှာ u function ကို u နဲ့ integrate လုပ်ပါနားလည်မနော်အဲ့ဒါဆိုရင် u နဲ့ grade မှာဖြစ်တဲ့အတွက်ရှိက1 by 2ကတော့1 by 2ပဲနော် e power x ကိုရှင်း e power x e power u ကို grade ရင် e power u ပဲဒါကြောင့်မလို့ e power u နော် e power u plus c ဲ့တော့မှ u နေရာလေးမှာဗာပြန်လို့အစားပြန်သွင်းရမယ် u ကိုဗာထားခဲ့တာလဲ x2 ထားခဲ့တာဖြစ်တဲ့အတွက်1/2 e power x2 c ဆိုပြီးတော့မှဒါ integrate လုပ်ထားတဲ့အဖြေလေးရသွားမှာဖြစ်တယ်။နားလည်မလား?ကဲအဲ့ဒါဆိုရင်ဒီချက်တော့နောက်တစ်ခုဆက်ကြည့်မယ်နော်။နောက်တစ်ခုက b လေး။ b ကကြတော့ဗာလဲလေဒီချက်တော့ sin 4နော် sin 4 x cos x အဲ့ဆိုရင် sin 4x လို့ပြောရင်တခုအမြောက်ဖြစ်နေတဲ့အတွက်တခုကိုရှိလိုက်ရင်ဂျန်နဲ့အဖြေသည် degree ထဲမှာပဲရှိရမယ်ဆိုတော့ power ပါတာကိုအရင်စဉ်းစားလို့ပြောထားတာပေါ့နော်။ဒါဆိုတော့ power ပါတာအရင်စဉ်းစားဆိုတော့ sin ကိုရှိရင် cos ရတယ်။ဒါကြောင့်မလို့ဒီ sin လေးကိုဒီချက်ယူထားမှဖြစ်တယ်နော်။ sin ကိုယူထားမှဖြစ်တော့ let ဘသူ့ကိုထား u equal to d sin x power ထည့်ပြီးမထားဘူးเนาะရှုပ်မှာဆိုလို့ power ဖြုတ်ပြီးပဲထားမယ် sin x ကိုဘာလို့ထားလိုက် u လို့ထားလိုက်ဒါဆို differentiate လုပ်ရင် du by dx equal to d sin ကိုရှိတော့ cos x နော်ဒါဆို dx ကဟိုဘက်ကိုမြှောက်มาဖြစ်တဲ့အတွက် du equal to d cos x dx ဒါဆိုဒီချက်လို့အစားသွင်းစရာရသွားပြီပေါ့နော် cos x dx နေရာမှာ cos x dx နေရာမှာဘယ်သူ့ကိုထည့်လို့ရပြီ du ထည့်လို့ရပြီအဲ့တော့ sin ကို u လို့ထားခဲ့တာဖြစ်တဲ့အတွက်ပုံစံပြန်ကူးမယ် integral sin 4x cos x နော် sin 4x cos x ဒါဆိုရင်ဘာဖြစ်သွားမလဲ sin နေရာမှာဒီစရုပ်ဘာထည့်မှာလဲ u ထည့်မယ်ဒါကြောင့်မလို့ integral ဆိုင်ကယူဖို့လို့ယူ power for ဖြစ်တဲ့အတွက်ယူ for ဖြစ်သွားမယ် cos x dx နေရာမှာပါထည့်ပေးမယ် du ထည့်ပေးမယ်ဒါဆိုရင် integrate လုပ်လို့ရသွားပြီဖြစ်တဲ့အတွက် u for ဆိုတော့ power for ဆိုတော့တပောင်းပြီးစာဆိုတော့ u power 5 by 5 plus c အဲ့ဒီတော့မှ u လေးကိုပြန်အစားသွင်းပြီး u က sin x ဖြစ်တဲ့အတွက် sin power 5x by 5 plus c ပေါ့ဒါပဲသူအဖြစ်ရနော် နားလည်မလားညဟုတ်ပြီအဲ့ဒါဆိုရင်ဒီစလို့စက်ကြည့်အောင်မနော် B C လေးစက်ကြည့်မယ်အဲ့တော့ C ကကျတော့ဒီစလို့ဘာလုံးလို့ရလဲလို့ကြည့်ဘာလုံးလို့ရတယ်လဲလို့ကြည့်ဆိုတော့အမြောက်ပဲဖြစ်တယ်နော်ဒီက x2 ရဲ့ဒါရဲ့ function တစ်ခုမြောက်ထားတယ်ဆိုတော့ဒီမှာ power ပို့တာလေးပါတယ် x3 နော်ဒါဆိုရင် x3 ကိုရှင်းရင်ပါရလဲ 3x2 ရတယ်မှလား နော် x2 ကိုရှင်ရင် 3x2 constant ပုံနေတာကပြဿနာမရှိဘူးလို့ပြောတဲ့အတွက်ဒီက x2 လေးပြန်ရနေတယ်နော် function ကိုပဲကြည့်အဲ့ဒါကြောင့်ဒီချက်ကသူ့ကို x2 ရဲ့အောက်ကိုကြည့်လိုက်တော့3ကလည်း constant 1လေးကလည်း constant အဲ့လို constant နေပဲပါနေရင် differentiate လုပ်တိုက်တဲ့အခါမှာ constant ဒီပါရလဲ constant ကိုရှင်ရင်0ရတယ်ဒါဆိုရင်ဒီချက်ကဒီတစ်ခုလုံးကိုနော်အခုဒီပေးထားတဲ့ဒီတစ်ခုလုံးကို ပါဝါဖြုတ်ပြီးတော့မှယူထားလဲရတယ်လို့ x cube လေးတစ်ခုတည်းကိုပဲယူထားလဲရတယ်ဘာလို့လဲ constant တွေကိုထည့်ထားလဲ0ပဲထွက်มาဖြစ်တယ်เนาะအဲ့တော့ရှင်းသွားအောင်ဒီချက်ကတစ်ခုလုံးကိုထားမယ်เนาะတစ်ခုလုံးကိုထားမယ်ဆိုတော့ let တစ်ခုလုံးကိုယူထား you ဆိုတော့ဒီ power ဖြုတ်ပြီးတော့ထားเนาะ base လေးကိုပဲထားမယ် x cube by 3 plus 1လေးကိုယူထားဒါဆိုရင် differentiate လုံးမှာဖြစ်တဲ့အတွက် du တန်းရေးလိုက်တော့မယ်နော် dx ကိုဘက်ကိုတခါတည်းသွားမြောက်လိုက်မယ် du by dx မှာ dx ကိုကိုဘက်သွားမြောက်မယ်တခါတည်းနော်ဆိုတော့ x cube ကိုရှိတာက 3x 3a square နော်ဒီမှာ तू อ่ะ by 3ရှိတာဖြစ်တဲ့အတွက်တကယ်အဲ့ဒါလေးကဘာဖြစ်မလဲအရှိကို1 by 3 constant အနေနဲ့ထုတ်ထားမှာနောက်က1ကိုရှိတာက0နော်အဲ့ဒီနောက်မှာဘာပါလာမလဲဒီအောက်က by dx လေးကဟိုဘက်ကိုတခါတည်းမြောက်ထားတယ်လို့မြင်လိုက်နော်ဒါဆိုရင်ဒီက3နဲ့3နဲ့ကဘာဖြစ်သွားမလဲကြည်သွားမှာဖြစ်တယ်နော်3နဲ့3နဲ့ကကြည်သွားမှာဆိုတော့အဖြေဒီ du equal to ဒီပိုင်းရမလဲ x square dx ရမယ် ။ဒါဆိုတချို့ဒီမှာ x2 x2 dx နေရာမှာ du ထည့်မယ်เนาะပြီးရင်ဒီမှာဒီ base လေးကိုကယူထားခဲ့တာအဲ့တော့ပုံစံပြန်ကူလိုက်ပုံစံကူပြီးမှအစားသွင်းเนาะအဲ့တော့ integral x2 into x2 by 3 plus 1 2 dx เนาะအဲ့တော့အစားအသွင်းမှာဖြစ်တဲ့အတွက် teacher ရဲ့ d နေရာလေးမှာက u x2 dx နေရာမှာက du မို့လို့ integral u to dx เนาะ x2 dx နေရာမှာ sorry du เนาะကဲအဲ့ဒါဆိုရင် u ချင်းတူသွားပြီဆိုတော့ integrate လုပ်လို့ရသွားပြီဆိုတော့ power 1/4ဝီစားမှာဖြစ်တဲ့အတွက် u power 4/4 c အဲ့တော့ယူနေရမှာဗာလေးပြန်ထည့်လိုက်ယူနေရမှာထားခဲ့တာလေးကိုပြန်ထည့်ပေါ့နော်ဒါလေးထားခဲ့တာမို့လို့ x cube by 3 plus 1 the whole power 4 by 4ဆိုတော့အဲ့ဒါလေးတစ်ချက်ဒီမှာ1 by 4လို့ထုတ်လိုက်မယ် plus c ဒါဆိုရင်ဒီချက်တို့လိုချင်တဲ့အဖြေလေးရသွားပြီပေါ့ရမလားအဲ့ဒါဆို d လေးဆက်ကြည့်အောင်နော်ဒီနည်း ဒီမှာကျတော့ root ပေးထားတာတကယ်တော့နော်တလုံးလေးပဲဖြစ်တယ် root ပေးထားတယ်အဲ့ဒါဆို root လို့မြင်ရင်ဘာလို့မြင်ရမှာလဲ power လို့မြင်ရမှာဖြစ်တဲ့အတွက်1 minus 5x ကို the whole power square root ဆို1 by 2 dx နော်အဲ့တော့ power ဆိုဘာလို့မှ1ပေါင်းပြီးစားမှာမဟုတ်လို့1 minus 5x the whole power 1 by 2ကို1ပေါင်းလိုက်တော့ဘာဖြစ်ကြောင်းမလဲ3 by 2ရမှာနော်အဲ့တော့3 by 2 ဘိုင်ပြန်စားမယ်3 by 2เนาะပါဝါကိုပေါင်း1ပေါင်းပြီးစားပြီးရင်တတိထားရမှာက base တီဒီချေရဲ့အခြေဒီ x တခုတည်းမဟုတ်ရင်အခြေကို shape ပြီးတော့ဘာလုပ်ပေးရမလဲပြန်စားပေးရမှာဖြစ်တော့1ကို shape တာ0 -5x ကို shape တာ -5 မို့လို့စားပေးမှာမို့လို့ by into -5 เนาะ +c ကဲအဲ့ဒါဆိုအဲ့ဒါလေးရှင်းပြလိုက်ပေါ့နော်ရှင်းပြလိုက်ဆိုတော့3545ဆိုတော့ -15/2 အပေါ်တင်လိုက်တဲ့အတွက် -2/15 နောက်က1 -5x the whole power 3/2 c နော်ဒါလေးရအောင်ရမလားကဲဟုတ်ပြီအဲ့ဒါဆိုချက် e လေးစကြည့်မယ် e ပုံစံလေးကပုံစံကိုကြည့်လိုက်တော့ဘာဖြစ်နေလဲနှစ်ခုအမြောက်ဖြစ်တယ် နှစ်ခုအမြောက်မှာ 3x ရဲ့ x2 5က root ပါတယ်เนาะအဲ့တော့ power ပါတာစဉ်းစားလိုက်တော့ဒီက x2 လေးကိုရှင်းရင် 2x ဆိုတော့ဒီမှာ x လေးမပါဘူးလားပါတယ်ဒါဆိုရင် x2 ကိုပါတာယူထားလိုက်မယ်အဲ့တော့ u equal to the x2 เนาะဆိုရင် differentiate လုပ်မှာမို့လို့ du equal to x2 ကိုရှိတာ 2x ဒီဘက်မှာ dx လာမြောက်မယ်ဒီတော့2လေးကိုဟိုဘက်ရွှေ့မှာမို့လို့1 by 2 du equal to the x dx ရပါမယ်နော်အဲ့တော့ x dx နေရာမှာအစားသွင်းလို့ရသွားပြီဆိုတော့ပုံစံလေးပြန်ကူးမယ် integral 3x square root of ကိုဒီချက်တစ်ခါတည်းပြင်ရေးလိုက်မယ် x square plus 5ကို root d the whole power 1 by 2လို့မြင်လိုက်မယ်ဒါဆိုဒါလေးက u နော်အဲ x2 5ကိုတခါတည်းထည့်ထားလို့ရတယ်။ဘာကြောင့်လဲ5ကို differentiate လုပ်ရင်0ရမှာမဟုတ်လားဒီမှာမပါတော့ဘူးလေပြုတ်သွားမှာ။ဒါဆိုဒီချက်ဒီတစ်ခုလုံးထားလိုက်တယ်ပေါ့ x2 5ကဘာဖြစ်မှာ u ဖြစ်မယ်။ဒီ3လေးက constant ဒီအရှိပို့ထားလိုက်မယ်။ 3integral နော် 3integral x dx နေရာမှာက1/2 du အဲ့ဒီ1/2ကိုလည်းရှေ့ပို့လိုက်မှာမို့လို့3နဲ့မြောက်လိုက်တော့3/2 နော် revive do ပြီးရင်ဒီ x dx နေရာမှာ du ကနောက်ရောက်သွားမယ်နော် du အလေအနေရာဒီ u ထားထားတာဖြစ်တဲ့အတွက် u ပါဝါ1 by 2ဒါဆိုသူ့ကိုဒီချက်လို differentiate လုပ်လို့ရသွားပြီဆိုတော့အတွက်3 by 2ကဒီတိုင်းပဲ u မှာ power 1ပေါင်းလိုက်တဲ့အတွက် u ပါဝါ3 by 2ပြန်စား3 by 2နော် plus c ဒါဆိုရင်အဲ့ဒီ3 by 2ကိုအပေါ်တက်မယ် equal နော် equal ဆက်တွက်မယ် 3/2အပေါ်တင်လိုက်တော့2/3ဆိုတော့မကြည့်ပါဘူးလားကြည်သွားတယ်အဲ့တော့ u နေရာမှာဘာပြန်ထည့်လိုက်မလဲ x2 5လေးပြန်ထည့်လိုက်အရိဟာမှာတကိုးပါဝါ3/2ပေါ့နော်3/2 c ရမလားနောက်တစ်ခုဆက်ကြည့်မယ်နောက်တစ်ခုက f လေး f လေးကကျတော့တခုတည်းပေါ့နော်တခုတည်းဘာဖြစ်လဲ cos 2x dx အဲ့တော့ cost မှာ power ပါနေတဲ့အတွက် downgrade ဖို့အတွက် formula မရှိဘူးနှစ်ခုမဖြစ်နေတဲ့အတွက်တစ်ခုရှိပြီးတစ်ခုလည်းပြန်မရနိုင်ဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီချက်တော့ဘာလုပ်လို့ရမလဲ formula change မယ်နော် change မယ်ဆိုတော့ formula change မယ်ဆိုတော့ f လေးကိုဒီချက်ဒီနားပြန်ပူးမယ်နော် integral cos x dx အဲ့တော့ cos ဆိုတာကဒီချက်တော့ခွဲရေးမယ်နော်နှစ်ထပ်နဲ့တစ်ထပ်မြောက်တယ်လို့ထည့်ရေးလိုက်မယ် ဘာလို့လဲတစ်ခုရှိရင်တစ်ခုပြန်ရကျင်တာဖြစ်တဲ့အတွက်เนาะနှစ်ခုဖြစ်အောင် cos square x နဲ့ cos x နဲ့မြောက်ရင် cos cube သုံးထပ်ရတယ်ဒါဆိုရင်ဒီမှာ cos ကိုရှိရင် sin ရတယ်ဆိုတဲ့ဟာမျိုးသုံးပါ sin ကိုရှိရင် cos ရတယ်ဆိုတာမျိုးလေးသုံးပါဖြစ်တဲ့အတွက်အဲ့ဒီ cos square နေရာမှာတိချက်က sin ပါတဲ့ formula ပြောင်းမယ်ဘာကြောင့်လဲတစ်ခုရှိရင်တစ်ခုပြန်ရနေရနော်ဒီထဲမှာအဖြေပြန်ရနေရဆိုတော့ cos ရကျင်တဲ့အတွက် sin ပါအောင် formula တုံးမဲ့ဆိုရင် cos square x ဆိုတာ1 sin square x နောက်ရှိမှာ formula ပြောခဲ့ပြီးပြီဒါဆိုရင် cos square x နေရာမှာပါတယ်1 sin square x ထည့်မယ်နောက်မှာ cos x dx နော်အဲ့ဒါဆိုဒီချက်လို့ရှိတ်လို့ရသွားပြီ sin ကိုရှိတ်ရင် cos ရတယ်နော်ဒါကြောင့်မလို့အဲ့ဒီ sin square လေးကိုပါလို့ square လေးပဲဖြုတ်ထား sin ကိုပဲထားမယ်နော် sign ကိုပဲ u လို့ထားမယ်ဒါကြောင့်မလို့ let u equal to sin x နော်အဲ့တော့ sin ကိုရှိတ်မှာဆိုတော့ du equal to sin ကိုရှိတ်တော့ cos x dx ကိုဒီဘက်ကိုတွန်းမြောက်ဒါဆိုဒီချက်အစားတွင်းလို့ရပြီမို့လို့ဒီအဆင့်လေးကိုပြန်ကူးမယ်နော်ဆိုတော့ integral 1 sin square x cos x dx နော် အဲ့ဒီနေရာမှာဒီချက်လို့ပါထည့်မလဲ1 sin square x ဆို sin နေရာမှာ u ဖို့လို့1 sin u square ဖြစ်သွားမယ်เนาะ integral 1 sin u square cos x dx နေရာမှာ du ဒါဆိုဒီချက်လို့ shape လို့ grade လို့ရသွားပြီเนาะ1ကို greater ဒီဖက်လေးနည်းနည်းဖြတ်လိုက်เนาะ1ကို greater u နဲ့ greater ဖို့လို့1ကို greater ရဲ့ u เนาะ u minus u square ကို greater က u cube by 3ဝင်ပိတ်ထားမယ် plus c เนาะအဲ့ဒါဆိုရင်ဒီချက်တို့ u နေရာလေးပြန်ထည့်မယ်ဆိုတော့ u ကိုဘာထားခဲ့တာလဲ sin x ထားခဲ့တာဒါကြောင့်မလို့ sin x minus sin 2x by 3 plus c ဆိုပြီးတော့မှသူရဲ့အဖြေရပါမယ်เนาะအဲ့ဒါဆိုရင်နားလည်မလား ရမယ်နော်အဲ့တော့ကိုက formula လေးတွေတော့ကောင်းကောင်းရနိုင်ဖို့လိုတယ်နော် formula မရရင်တော့ဆက်စဉ်းစားလို့ရမှာမဟုတ်ဘူးကဲဟုတ်ပြီဒီ channel video လေးဆက်ဆောင်ကြည့်ပြီးအားလုံးမင်္ဂလာပါ